ဒီကတော့ကျွန်တော်တို့ကဒီမြန်မာပြည်ဈေးကွက်ထဲမှာမိုဘိုင်းဖုန်းလောကမှာတဖြည်းဖြည်းနဲ့ဘတ်ဂျက်ပိုင်းတွေရောကျွန်တော်ဒီ mid range ပိုင်းမှာပါတော်တော်လေးကောင်းလာတဲ့တက္ကနိုဖုန်းတွေအကြောင်းပြောကြမယ်။အဲရှေ့ကလည်းကျွန်တော် Realme တို့ Infinix တို့ပေါ့ပြောပွားရေးဆိုတော့ဒီတစ်ခါအလှည့်ကျလာတဲ့တက္ကနိုလေးကြောင်းပေါ့။ဆိုတော့ DVO မှာတော့တက္ကနိုကဒီလက်ရှိအသက်ရှင်တဲ့ဖုန်းတွေကကျွန်တော်နဲ့ကပ်ရလားဘယ်ဖုန်းတွေအသက်ထွက်နေလဲဘာတွေကောင်းလဲကျွန်တော်တို့တက္ကနို brand ကိုရွေးချယ်တဲ့အခါမှာဘယ်လိုကောင်းကျိုးရရှိလဲဘာတွေဆိုးကျိုးရရှိလဲ။ ဒီအကြောင်းလေးကိုပြပေးမယ်။ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်။ဆိုတော့ဒီဖုန်းเจ้าနေမပြောခင်ဘူးတက်လေးရအောင်အောင် တက္ကနိုကုမ္ပဏီเจ้าအရင်စပြောတာပေါ့။တက္ကနိုကပြောရမယ်ဆိုလို့ရှင်သူက2006ခုနှစ်လောက်မှာ ုမ္ပဏီကိုစတင်ထောင်ပြီးတော့သူရဲ့ပထမဆုံးဈေးကွက်ကကြတော့အာဖရိကဘက်ကိုသူကတာဂတ်ထားတာ အာဖရိကမှာဖုန်းနေအရင်ဖြန့်နေအဲ့ကနေမှတစ်ဆင့်ကျွန်တော်အရှိတောင်အာရှအိန္ဒိယဘက်တို့အဲအဲ့လိုမျိုးပေါ့ဝေါ်ဝိုင်းဘက်ကိုတဖြည်းဖြည်းနဲ့အဲနမယ်ရလာတယ်အဲ့ဘက်ကိုစပြီးဖြန့်လာတယ်အဓိကတက္ကနိုဖုန်းတွေကနမယ်ကြီးရတဲ့အကြောင်းရင်းလူသုံးများတဲ့အကြောင်းရင်းတဖြည်းဖြည်းနဲ့နေရာတစ်ခုရလာတဲ့အကြောင်းရင်းကကြတော့ဒီကောင်ကသူ့ရဲ့ဒီ budget တန်းမှာပေါ့ဒီ budget တန်းမှာသုံးရတာအဆင်ပြေတယ်ကောင်းတယ်ဆိုတော့ အနေထားလေးနဲ့သူကနေရာတစ်ခုရလာတယ်။ဘတ်ဂျက်တို့ဘာလို့မှဆိုတော့အဲ့လိုပဲဈေးသက်သာတယ်ပါတယ်စပတ်တီးပြန်တော့နေသူမဆိုးဆိုတဲ့အနေထားလေးအဲထိုင်မှုလေးအကြောင်းမို့ဆိုတော့တဖြည်းဖြည်းနဲ့နေရာပို့ပြီးရလာတယ်။အဲမြန်မာပြည်မှာဝင်လာတော့ဒါ common series တို့ပြီးရင်ကျွန်တော်တို့ဒီ spec series ရရှိမယ်ပြီးရင်ပိုပါ series ရရှိမယ်ပြောလို့ရှိရင်အပေါ်စီပြီဒါပေါ်စီရောကြာပါပြီအခုကကျွန်တော်တက်စပတ်ကိုဘာညာလေးဖြစ်သွားပြီအဲဒါမျိုးဘတ်ဂျက်လိုင်းကစပြီးတော့ကျွန်တော်ဒီ mid range တန်တီရှိတယ် အဓိကဒီကိုမဝင်တာကြောင့် Phantom series ဒါကတော့တော်တော်လေးနှမျောဖို့ကောင်းတယ်ဒီ Phantom series ဆိုတာကတခဏရဲ့ဒါ flagship level dan phone နေလို့ပြောလို့ရတယ် Phantom V Flip တို့ဒါ Phantom V4 တို့ Phantom H2 ဘာညာပေါ့ဗျာအများကြီးပဲ Phantom ကထွက်တဲ့ဟာလေဒါပေမဲ့စိတ်မကောင်းဘူးဆိုတာနဲ့ Phantom series ကမှန်ပြီးတော့ official မဝင်ဘူး အဲပြီးတော့သူ့ဖုန်းတွေကိုကြည့်မယ်ဆိုလို့ရှင်ဒါတခဏိုရဲ့ပိုပါ CV ဆိုလို့ရှင်ဒါသူတို့ကပိုပါ CV ကိုရည်ရွယ်ထားတာကြောင့်ဒါ gaming phone ပေါ့နော်ဒါသူတို့ဂိမ်းကောင်းကောင်းဆော့လို့ရတယ်အဲ PUBG Mobile Legend ဒါမျိုးခိုင်းနေကောင်းဆော့လို့ရတယ် AC ဆော့လို့ရအစင်ပြေတဲ့အဲဒါမျိုးလေးရည်ရွယ်ထားတယ်။အဲပြီးတော့တခဏရဲ့ Common Series ကကြတော့သူကဒါ Daily Use အတွက် All Rounder ကောင်းတဲ့ဖုန်း၊ကင်မရာကောင်းတဲ့ဖုန်း၊ဒီဇိုင်းပို့ပြီးတော့လှတဲ့ဖုန်းဆိုပြီးတော့အဲ့လိုမျိုးသူကဒါကနဲ့ထုတ်တာ။အဲ Spec Series ကကြတော့ဒါရှင်းတယ်သူကဈေးသက်သာတယ် certification တော့အရင်မြင်မနေဘူးတချို့နေရာလေးတွေ workshop ထားတယ်ဒါပေမဲ့သူကပေးရတဲ့အချိန်နဲ့ပြန်ရတန်တယ်ဆိုတဲ့အနေအထားမျိုးလုပ်ပေးထားတယ်ဆိုတော့ကျွန်တော်တို့တက္ကနိုရဲ့ spec series ရေ common series ရေ phantom series ရေအဲဒါရအကြောင်းသိပါရေဆိုတော့လက်ရှိဈေးကွက်ထဲကတက္ကနိုဖုန်းလေးနဲ့စပါကြပါဘော ဆိုတော့ပထမဆုံးဖုန်းကတော့လောဆယ်အစ်စ်ထွက်ထားတဲ့တခဏုံရဲ့ Common 40 CV နဲ့စပြောတာပေါ့ဒါပွဲသွားတော့ကဂိုင်ကြည့်လာတယ်စမ်းကြည့်လာတယ်တော်တော်လေးလေးအဆင်ပြေတယ်ပြီးတော့ Common CV ဆိုတဲ့အတိုင်းပဲဘာမှသိပ်ပြီးထွေထူပြောစရာမရှိဘူးသူက daily use strat တွေကင်မရာကောင်းတာမျိုးတွေအပြင် battery ကန်တာမျိုးတွေ display ကောင်းတာမျိုးတွေဒါမျိုးတွေအတွက်ကိုထုတ်ပေးထားတဲ့ဖုန်းမျိုးအဲဈေးနှုန်းကတော့ဒီလောက်ရှိတယ်ဆိုတော့ဘာပြောသူ့ဈေးနဲ့သူ့အနေနဲ့သူကတော့တော်တော်လေးအဆင်ပြေတဲ့ဖုန်းလို့ပြောရမယ်အဓိကဒီကောင်က display ကောင်းကောင်းခြိုက်တဲ့သူတွေကင်မရာကောင်း ောင်းတဲ့တူတွေတော့ကတော့တော်တော်အဆင်ပြေတဲ့ဖုန်းတလုံးပြောရမယ်ဒီတက္ကနိုရဲ့ Common 40 series မှာကရွေးချယ်ရတဲ့အနေနဲ့ Common 40ရဲ့ Common 40 Pro ဆိုပြီးတော့ရှိတယ်။နှာခေါင်းလုံးရဲ့ SoC ကတော့ MediaTek ရဲ့ Helio G100 Ultimate တွေနဲ့ပဲလာတယ်။အဲပြီးတော့အကုန်လုံးကလည်းဒါ AMOLED စက်ခွင်လေးကြီးပဲ display ဘိုင်းလေး performance ဘိုင်းလေးကဒီ official global ထဲမှာဆိုရင်အဆင်ပြေရဲ့အနေထားလို့ပြောရမယ်အဲ camera တွေကတော့ဒါ15 megapixel main camera ပါမယ်အဲပြီးတော့သူတို့ဒီခါသုံးမိထားတာက Sony ရဲ့ LYD 900C ဆိုတဲ့ sensor ကိုသုံးမိထားတာဆိုတော့ပုံသက်တရားလည်းမမသိပြီးထွေထူပြောရမှာရှိတော့အဲ ဒီကားကဒီကောင်ကြီးရဲ့တေချာကွာသွားမှာပေါ့နော်တလုံးနဲ့လုံး common 40နဲ့14 pro ကွာသွားမှာကအဓိကကျွန်တော်ဒီရေဆိုးခံတဲ့အပိုင်းမျိုးတွေ common 40မှာကြတော့ IPCC 6ပဲပါတယ်ဆိုတော့ကျွန်တော်တို့ဒီ common 40 pro နဲ့ common 40ကဒါဈေးနှုန်းအလိုက် ကိုယ့်ကိုစိတ်ကြိုက်ရွေးလို့ရတယ်အဲပို့ပြီးတော့ specification ပို့ကောင်းတာဘေးကွာဒီပို့ပြီးနည်းနည်းပို့ကောင်းတာမျိုးဆိုရင် 14pro ရွေးအဲ့လိုမျိုးဖက်နဲ့အဲပေါ့ပေါ့ budget အရင်မတုံးချင်ဘူးဆိုရဲသူတွေကတော့40ကိုရွေးလို့ရတယ်အဲနှစ်ခုလုံးကတော့အဆင်ပြေတယ်နောက်ဆက်တော့ဒီ common 40 series ကတော့ pre order နေနဲ့ပဲဝယ်လို့ရအောင်ပါဆိုတော့ဘာဖြစ်လို့ pre order ကာလကအရန်တန်တဲ့အချိန်သိရမှာဟိုတူလီမုဆာလက်ဆောင်တွေဘာရွှေရှောင်းလေးနေဆိုတော့အာတော်တော်တန်တယ်အဲ့တော့ pre order တော့ကတော့ဒါကိုယ်ကသဘောကျရဆိုလို့ရှိရင်နော်ဆိုင်မှာတော့တင်လို့ရတယ်ပြီးတော့နောက်ထပ်ဈေးကွက်ထဲမှာဝယ်လို့ရနေတာတခဏရဲ့ common 30s ဒီကောင်က တော့ဈေးနှုန်း၈သိန်းဝန်းကျင်နဲ့ကင်မရာကောင်းနဲ့ daily use all rounder ကောင်းနဲ့ဆိုတဲ့ကောင်းမျိုးဈေးတော်တော်တန်တယ်မှန်အခုံးနေပါရင်လည်းသိရမှာခဏခဏပြောနေတဲ့ဖုန်းတလုံးအများကြီးတောင်တိတ်ထွေးထူးပြောစရာမရှိဘူးဒီဈေးတန်းဝန်းကျင်မှာဒီဖုန်းကိုပဲဝယ်ပါဆိုပြီးတော့မျက်စိမှိတ်ပြီးပြောင်းမှန်းပေးလို့ရတယ်နောက်ထပ်အနေနဲ့ဝယ်လို့ရတဲ့ Siria ကြတော့တခနိုရဲ့ပူပါစစ်နဲ့ပူပါစစ် Pro ဒီကောင်တွေကကြတော့အရှိရပြောခဲ့တဲ့အတိုင်းပဲတခနိုရဲ့ပူပါ Siri တွေကဒါ gaming အတွက် ထုတ်တဲ့ဖုန်းနေဆိုပြီးပြောအရင်က gaming ဆိုတယ်သူတို့က official global version မလို့ china version တယ်မလို့ SOC ရတဲ့မှာလုံးဝအော်ဟိုမိုးဟီအရန်ကောင်းနေပါညာအဲ့လိုမဟုတ်သူတို့က media tag ရဲ့ helio g c u နဲ့ပဲသူတို့ကသူတို့ကဆို sporting league နဲ့ဘာညာဘာ host sport dispo လေးနဲ့ game လေးကို smooth ပြည့် graphic မမြင်လေးဆော့လို့ရအောင်လုပ်ပေးထားရမှာမျိုးအဲအဲ့မှာတခုလေးစားဖို့ကောင်းတာတချို့နေရာတွေမှာ china ဖုန်းတွေမှာ graphic ကို ultra တွေမရတဲ့အချိန်တွေပါလေဆိုရင် တက္ကနိုရဲ့ပူပါစီးရီမှာဆိုရင် graphic တော်တော်လေးပွင့်နိုင်မှုလေးတွေရှိတယ်။ပြီးတော့ gain ဆော့ရတာပါလေဆိုတော့တော်တော်လေးကောင်းတယ်။တက္ကနိုမှာစပြီးတော့ပူပါစီးရီကိုသဘောကျမိတဲ့အချိန်ကတက္ကနိုရဲ့ပူပါ5။အဲ့ငတိကဈေးနှုန်းအရင်တုန်းကဆိုရင်၄သိန်း900ဝန်းကျင်လောက်ပဲရှိတယ်။ အခုတော့ပစ္စည်းမဝင်တော့ဘူးပေါ့အဲ့ကောင်ကစရပြီးတော့ပူပါစီးပြီးတာလုံးဝဟိုက်သွားလိုက်တာအခုပူပါစစ်စစ်ပရိုထိပူကောင်းလာတယ်ပူပြီးတော့လန်းလာတယ်ဒီဇိုင်းတွေပူပြီးတော့ဟိုက်လာတယ်အဲဒါကတော့ကိုကပူပါစီးပြီးတာဂိမင်းအတွက်ကိုဦးစားပေးထားတာကိုကဂိမင်းဖိုက်ဒီဇိုင်းကိုကြိုက်တဲ့သူတွေတော့ကတော့အဆင်ပြေတယ်ပေါ်ဖော်မန့်တွေဘာတွေကလည်းတွက်နေသူ official global ထဲမှာဆိုရင်ဒါအများကြီးသိပ်ပြီးတော့ပြောစရာမရှိဘူးတန်တယ်လို့ပြောလို့ရရဲ့ကောင်းမျိုးတွေ အဲဆိုတော့ကျွန်တော်တို့ common series တွေပိုပါ series တွေပြီးွားရေဆိုတော့တစ်ခဏမဲ့နည်းနည်းလေးဈေးသက်သာပြီးသုံးလို့ကောင်းတယ်ဆိုရယ် spark series တွေကိုသွားကြတာပေါ့ spark series ရောလောဆယ်မှာဝယ်လို့ရတာဟော့နေတာဆိုလို့ရှိရင်ဒါ spark 30 series ကတော့တော်တော်လေးလူကြိုက်များတယ်အဲ spark 30 pro မှာဆိုရင် optimal prime edition အမ်ဘာညာပါအဲ transformer ဆက်ရုပ် design လေးနဲ့တော်တော်လေးမိုက်တယ် like တော်တော်လေးလန့်တယ်အဲကျွန်တော်နည်းနည်းငယ်ပွားအောင်သွားပြီးတတိယတော်အောင်ခံစားပြီးတော့နောက်ခုကတော့တစ်ခဏရဲ့ spark 30 ဒီကောင်ကကျတော့ Bumblebee Edition နဲ့အဲဒီကောင်ဒီဇိုင်းကလည်းမဆိုးဒီကောင်ကအဓိကတော့သူတို့နှစ်ကောင်ကကျတော့13 Pro က30ကွာသူတို့ကအဓိကက gain တွေပါတယ် whenever shot မယ်အဲဒီလီယူသုံးကျင်နေဆိုရဲသူတွေအတွက်တော်တော်အဆင်ပြေရဲ့ကောင်းမယ်ဘတ်ဂျက်နှုံးရတယ်တော့9သိန်းအထက်မှာ7သိန်းမကျော်ဘူးဒီကောင်းဒီဘတ်ဂျက်တွေရ ဲ့တော့သူတို့က budget ရလဲအဆင်ပြေကိုကဒီ limited edition တို့ဟာမျိုးဝယ်စုခြင်းတဲ့လူတွေ collector တွေပေါ့အဲဒီလိုလူမျိုးတွေအတွက်ဆိုလဲတော်တော်လေးကိုမှကောင်းတဲ့ formula ပြောရမယ်အဲအားနည်းချက်ကတော့ဒီဈေးတန်းဝင်ချိန်မှာ budget လည်းကျော်သွားတာဖြစ်တဲ့အတွက်ဒီကောင်တွေက display ဘိုင်းကျော်သွားတာမျိုးတွေတချို့ဘေးကွက်တွေလည်းကျော်သွားတာမျိုးတွေဒါမျိုးလေးတွေကတော့ဖြစ်တဲ့ ပြီးတော့နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ဒီတက္ကနိုဖုန်းတွေက China ဖုန်းတွေလည်းမဟုတ် SOC ဘိုင်းတွေကအရင်မြင့်မနေဘူးအဲထုံးတဲ့တိုင်းသူတို့ဒီစီးတဲ့ဝင်ကြမှာဆို Helio GTR ဘာညာထိုင်မိုးလေးတွေနဲ့ gain shot ကောင်းအောင်လုပ်ပေးထားတာအဲဘလိုပြတော့ဒါ official global ထဲကလိုချင်တဲ့သူတွေတော့ကတော့ spot 30ရော spot 30 pro ကကောင်းကောင်း recommend ပေးလို့ရတယ်မှာပါနေသေးတယ်နောက်တစ်လုံးကတော့ spot 30c ဒီကတော့၄သိန်းကျော်ဝင်းကျင်မှာ display size ကြီးရဲ battery တောင့်နေဆိုတဲ့ phone မျိုး ကဘာမှတိတ်ပြီးတော့ထွေထူးသုံးနေတော့ဒီဖုန်းသလုံးကို secondary device အနေနဲ့ပဲသုံးကျင်တယ်။ဒါမှမဟုတ်ကဒီဒီဖုန်းကိုပေါ့နော် main device အနေနဲ့ဝယ်ပြီးတော့သုံးမယ်ဆိုရင်လည်းအများကြီးမသုံး။အဲရုပ်ရှင်နေနေပါကြည့်ရလား YouTube Facebook ဒါမှမဟုတ် social media ဘိုင်းလောက်သုံးကျင်တာလောက်ဆိုတဲ့သူတွေတော့ကတော့တော်တော်လေးအဆင်ပြေတယ်။တခါတလေဒီဖုန်းလေးတွေကကျွန်တော်ပေါ့ပေါ့ပါ Candy Crush တို့ပါလို့ game လေးတွေ easy ဆော့လို့ရတယ်။ လူကြီးတော်တော်တော်လေးကောင်းတယ်ပြောရမယ်ပြီးတော့တစ်ခုသဘောကျစရာကောင်းတာကဒီတခဏိုရဲ့ spark တတိစီလေးကကျွန်တော်ရွေးချယ်စရာ rang rang kit လေးနဲ့ရွေးလို့၃မျိုးလောက်ရွေးလို့ရတယ်အဲ့အတွက်ကျွန်တော်တို့ကကိုကဘယ်သေးလောက်သုံးချင်တာလဲဘယ်လောက် run ထိတက်ဝယ်မလဲအဲ့လိုမျိုးလေးကအစားကိုကကိုပိုင် choice လုပ်လို့ရတယ်ဆိုတော့မဆိုးဒီ budget line ရတော့တကတော်တော်လေးကိုအဆင်ပြေထင်မှာပါတယ် ဒီတခနိုဖုန်းเจ้าနေကိုပြောရဲနေအဲ့ဒီမှာကျေးဇူးတင်စရာတခုသွားတွေ့တာအပါလဲဆိုတော့တခနိုရဲ့ Spark Go CV ကတော့တကယ်ကျေးဇူးတင်ရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီလိုအချိန်မှာ၃သိန်းလောက်နဲ့ဝန်ထမ်းတွေ has by display ပါညာဖုန်းမျိုးတွေဒီဇိုင်းနဲ့လှမ်းတွေရှာဝဲလို့မရအောင်စကန်နဲ့လည်းမပြောနဲ့အသက်ထရပြောတာ။ဟမ်ရှာဝဲလို့မလွယ်ဘူး။အဲ့တော့ဒီတက္ကနိုရဲ့ spec ကိုလေးရကြတော့တွန့်ရန်သူအဆင်ပြေအဓိကကတော့ထုံးစံပဲကျွန်တော် social media အသုံးလူကြီးပိုင်းအသုံး အဲ secondary device နေနဲ့တုံးအဲဒီလိုဟာမျိုးလေးတွေအထင်ပြတခါကြာရင်တချို့တွေရတယ်ရှိတယ်အဲ second မကင်ခြင်းအတစ်ထဲမှာကင်ခြင်းနဲ့နည်းနည်း social media ကောင်းကောင်းတုံးခြင်းနဲ့ design လာခြင်းနဲ့ဘာညာဒီလိုလိုမျိုးတွေအတွက်ပြီးတော့ budget ကလည်းအများကြီးမတုံးခြင်းကို3သိန်းလောက်ပဲတုံးခြင်းနဲ့ဆွဲသွေးအတွက်ဒီတခဏရဲ့ spec go 1 spec go 1s တို့ဒီကောင်လေးတွေရွှေလို့ရတယ်သူလည်းထုံးစံမဲ့ run run ပေါ်မူတည်ပြီးတော့ကြိုက်တာရွှေလို့ရတာဆိုတော့ဒါကျွန်တော်တို့အတွက်ဒီလိုတင်ရအောင်နဲ့ရွှေချယ်မှုလို့ပဲပြောရမှာပါ တကယ်လို့ကိုကဒီ smartphone တွေထဲကမလို့ရှင်တခဏတော့ကြိုက်တယ်ဒါပေမဲ့ကိုက tablet တွေပါတယ်ပဲရွေးချယ်ဝယ်ယူနေတယ်ဆိုရင်တခဏတည်းကနေပြီးတော့ထွက်ထားတယ်တခဏရဲ့မိခါပတ်တန်းရှိသေးတယ်ဒီကောင်ကဈေးနှုန်းက6သိန်းလောက်ပဲရှိမယ်ဒါကမှဒီကောင်ရဲ့ specification လေးတွေ base quality လေးတွေကဒီ6သိန်းဝန်းကျင် tablet official global ထဲမှာမစိုးဘောเนาะအနေငယ်ကောင်းတယ်ဆိုတဲ့အနေထားမှာရှိရကောင်းမှာပေါ့အဓိကကတော့ online cluster AI feature လေးအသုံးဖို့အတွက်ဒါမျိုးလေးအဆင်ပြေတယ်။တစ်လက်စားတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီတက္ကနိုဖုန်းတွေတက္ကနို tablet တွေအကုန်လုံးကို brand မိတာကြတော့ Android base ကိုမှဒါ Android က14ဖြစ်မယ်15ဖြစ်မယ်ဒီလိုမျိုး Android base ကိုမှသူက high OS နဲ့ run ပြီးတယ်ဒီ high OS ကလည်းသူ့ရဲ့ဒီ user experience ကရိုးရှင်းတယ်ရှင်းလင်းတယ်တုံးဝလည်းလွယ်ကူတယ်အဲမစိုးဘူးကျွန်တော် feature တော်တော်များများလည်းစုံတယ်ပြီးတော့နောက်ထပ်တစ်ချက်ထပ်ပြီးတော့ ကောင်းတာကတခဏဖုန်းတွေမှာအခုနောက်ပိုင်း AI တွေပါပြလာတယ်။အဲ AI တွေကလည်းမြန်မာစာကောင်းကောင်းစပို့လုပ်ပေးတယ်။ဆိုတော့ပြောချင်တာကကျွန်တော်မြန်မာလိုမျိုးကျွန်တော်ဒီ summarize ထုတ်တာမျိုးဘာလေးညာလေးဆိုလို့ရှိရင်လည်းအဲတခဏရဲ့ဒီ common CV တွေတို့အမြင့်မိုင်းလေးမှာ AI ထည့်ပေးထားတဲ့ဖုန်းလေးမှာဆိုလို့ရှိရင်တော့ဒါကောင်းကောင်းသုံးလို့ရတယ်။အဲသူက model အကန့်တတော်ရှိတယ်။တချို့ model တွေမှာရရမယ်ဆိုပေမဲ့တချို့ model တွေမှာမရဘူး။အများသောအားဖြင့်တော့တခဏရဲ့ common CV တွေဘာတွေမှာတော့ရတတ်တာများတယ်။ ဆိုတော့ကိုလူကရောတခဏဖုန်းနေပေါ့ဘယ်လိုမျိုးမြင်လဲအဲကမွန်စီးရီကိုသဘောကျလားဒီဖန်တွန်စီးရီမာဘီမွင်လာရောဘာတွေပြောချင်လဲပြီးတော့ဒီတခဏရဲ့စပစီးရီတွေရောကိုနဲ့အဆင်ပြေလို့ထင်လားပြီးတော့လက်ရှိမှာဘယ်ဖုန်းကိုတုံးနေလဲကမွန်စီးရီတုံးနေလို့ရှိလားဒါမှမဟုတ်ဖန်တွန်စီးရီတုံးနေသူတွေရှိလားအဲ့ဒါတော့အဓိကသိချင်တယ်ဆိုတော့အောက်ကကွန်မန့်မှာဆွေးနွေးတော့ခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကအဲ့ဒါမျိုး join ပါ Yangon Mobile Store.